မင်္ဂလာပါရှင်ကျွန်မတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အထူးမလို့သတင်းကိုဖော်ပြပေးပါမယ်2025ခုနှစ်မေလ24ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီခွဲချိန်တိုင်းထွာချက်တွေရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာလေတုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်လကော မုံတောင်လင်အားကောင်းလာနိုင်တာကြောင့်၎င်းအပူပြန်တက်တိမ်နေဖြစ်ထွန်းမှုအားကောင်းတာကြောင့်၎င်းဒီနေ့ညနေကနေတရက်6လ2025အတွင်းမှာတော့နေပြီးတော့ရှောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်ကြခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမုတ်ထွေကျုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးပါမယ်။ အကြံပြုချက်အနေနဲ့ကတော့မိုးသက်ထန်စွာရွာသွန်းလာတဲ့နဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကြွေတာနေရာတပြေရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်တေတာအနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင့်ငယ်ချောင်းကအနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရဲ့ကြောင်းသွားလာရေးနဲ့နေကြောင်းပြန်တိုင်အနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းရေကြီးမှုအခြေအနေတွေကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ24ရက်နေ့ရှင်းနိုင်ခွဲချိန်ထုတ်ပြန်ကြမှာတော့မဲဆိုင်ချောင်းရီစိုးရင်ရမတေရှင်မှုအခြေအနေဟာဒီနေ့မြန်မာစံတော်ချိန်မနက်ရှင်းနိုင်ချိန်တိုက်ထွားချက်တွေအရမဲဆိုင်ချောင်းရီကတော့တချလိမ့်မြုံတွဲတော်ခန်းကြည့်ပါမှာတော့ရင်းမြို့ရဲ့စိုးရင်ရမတဲ့တပေကန်အကြုံလုံးရောက်ရှိနေပြီးပြီ။ နောက်တရက်အတွင်းမှာ၃ဘေကမြင့်တက်လာနိုင်ကရင်းမြို့ရဲ့စိုးရင်ရမှတ်တဲ့ဆက်လက်တည်ရှိပါမယ်။အကြံပြုချက်အနေနဲ့ကတော့တရှိလေးမြို့နယ်အတွင်းမှာရှိတဲ့မြေကမ်းနီးနဲ့မြေနေပိုင်နေထိုင်သူတွေအနေနဲ့အထူးသတိပြုနေထိုင်ကြဖို့အကြံပြုလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်မေလ24ရက်နေ့မြန်မာစံတော်ချိန်မနက်9:38မိနစ်အချိန်ကမှာတော့ မန္တလေးတိုင်းမိုးကုန်းမြို့တောင်နောက်တောင်ဘက်54ကီလိုမီတာအကွာမြောက်နယ်10ကီလိုမီတာကိုဗဟိုပြုပြီးတော့ရစ်တာစကေ၄ .2 စင်ရှိနေအင်အားအတင်းတင်းရှိတဲ့မြင်းနဲ့တကူထပ်မံလှုပ်ခတ်သွားပါတယ်။သကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေဟာဆက်လက်လှုပ်ခတ်နေတဲ့အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရတဲ့အညီနေထိုင်ကြဖို့အသိပေးဖော်ပြလာတာဖြစ်ပါတယ်။တော်ပြန်လေချောင်းမလို့တာဥွေဖြူဟန်ကလည်း24ရက်5လ2025ရက်နေ့မိုးလယ်3:05မိနစ်အချိန်မှာကိုတို့ထုတ်ပြန်ခဲ့ပါတယ် မရတိုင်းဒေသကြီးမရလီစင်ကူလက်ပံလာဆေတော်ကြီးမရရပတိန်ကြီးအမရပူရာစင်ကိုင်ကြောက်စဲမြင်းကြံမြင်းနီနထိုးကြီးဝက်လို့နဘူးဝိုင်ရှနဘိုစီမီကိုငန်းစွန်တရာဝမိတိလာတာစီလှိုင်းတက်ပညာပိတရပွေးလာညောင်ရန်ရှမ်းရွာပြောဝဲရမဲသင်းတက်ကုန်ပြမနာနေပြည်တော်တို့ရဲ့အနည်းတဝိုက်ပတ်မှာနောက်တနိုင်တွဲမှာလျှက်စည်းလက်မိုးချိန်နာရည်နဲ့ရေပါအောင်အပူသက်သာမိုးတွေရွာသွန်းလာနိုင်ကြောင်းဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ထိုင်းရဲတပ်ဖွဲ့ရဟတ်ရင်တစဉ်ပြတ်ကြပြီးတော့ရဲသုံးသေဆုံးတဲ့အကြောင်းဖော်ပြပေးပါမယ်။ထိုင်းနိုင်ငံရဲတပ်ဖွဲ့ပိုင်း Pearl 212ရဟတ်ရင်တစဉ်ကတော့မေလ24ရက်ဒီနေ့မိုးလက်တနအီကျော်မှာ Project Kirikan ခန့်ရိုင်းအွန်နိုင်မျိုးနဲ့ခွဲစပန်နှွန်ရွာကြီးဝါမှာတော့အနည်းပြကြကြရမှာရဲရရှိသုံးဦးသေဆုံးသွားပါတယ်။ကနဦးရရှိထားတဲ့သတင်းချက်လက်တွေရတော့ရဟတ်ရင်ပြကြမှုမှာရဲရရှိသုံးဦးသေဆုံးခဲ့ပြီးတော့သေဆုံးတဲ့သူတွေဟာရဟတ်ရင်မှု ဒူရဲအုံပရာထွန်ချူလည်းအကြီးတန်းရတက်ကြက်ကြီးဆွန်ဖုံဘုံချိုင်နဲ့ဆက်ပြင်းဒူရဲအုံထင်းနခွန်စုဝံနှွတ်တို့တည်ဆုံခဲ့ပါတယ်အခုလိုရဟရင်ပြကြတာနဲ့ပတ်သက်ပြီးထိုင်းရဲတပ်ဖွဲ့ရဲချုပ်ဖြစ်သူ ကတိရပန်ချက်ကဝန်ထဲကြောင့်ပြောကြားသွားပါတယ်အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေကိုအရေးပေါ်ဆောင်ရွက်နေကရဲရင်ပြကြတာကြောင့်တည်ဆုံခဲ့တဲ့ရဲရရှိတွေရဲ့မိသားစုတွေကိုအထောက်ပံ့နေပေးရဖို့နဲ့စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေလည်းဆောင်ရွက်လျက်ရှိပါတယ်ပြီးခဲ့တဲ့ဧပြီ25ရက်ကလည်းထိုင်းနိုင်ငံမှာလေ့ကျင့်ရေးရဲရင်တစဉ်ပြကြခဲ့ပြီးတော့လင်းရင်ပေါ်လိုက်ပါလာတဲ့ရဲချောင်းကိုတည်ဆုံခဲ့တဲ့ဖြစ်စဉ်တခုလည်းဖြစ်ပွားခဲ့ပါသေးတယ်ရှင်ဆက်လက်ပြီးတော့ထိုင်းမြန်မာနယ်စပ်တာချလေးမေဆိုင်မှာရေးကြီးနေတဲ့အကြောင်းဖော်ပြပေးပါမယ်။ ထိုင်းမာနေဆက်မင်းဆိုင်မြို့နယ်တချင်းမြို့မှာမိုးသည်ထန်စွာရွာသွန်းပြီးတဲ့နောက်ဒီနေ့မနက်ပိုင်းမှာရေကြီးရေရှာမှုဖြစ်ပေါ်နေကြောင်းသိရပါဗျ။ဒီနေ့မနက်ပိုင်းကစလုံးတချင်းမြို့နယ်အတွင်းမှာရှိတဲ့လမ်းတွေနေနေတွင်ရေတွေဝင်ရောက်ပြီးရေကြီးမှုတန်ကြုံတွေ့နေရကတာလောရက်ကွယ်ပုံထွန်ရက်ကွယ်မကောက်ခန့်ရက်ကွယ်စံဆိုင်ကကြီးစံဆိုင်ခခွေရက်ကွယ်မဲခေါင်ရက်ကွယ်စတဲ့ရက်ကွက်တွေမှာရေကြီးရေရှာနာကြောင်းသွာလာရခက်ခဲကအချိန်မီပြောင်းရွှေ့နိုင်ဖို့အတွက်သတိပေးနေကြောင်းဒေသခံတွေထံကသိရပါဗျ။မဲဆိုင်ချောင်းရေမြင့်တက်လာတာနဲ့အတူတူချောင်းတွင်းကအမှိုက်တွေဆက်ယူဖို့နဲ့ထိုင်းနိုင်ငံမင်းဆိုင်ဘက်က ရေထိန်နိုင်ဖို့အတွက်တဲ့အိတ်တွေချထားရေးဆောင်ရွက်နေလို့ဒီနေ့မနက်ပိုင်းမှာတာချင်းလေးမေဆိုင်ချစ်ကြီးရဲ့အမှတ်တဲ့တရာခိတ္တာပိတ်ထားခဲ့ပြီးတော့လမ်းလျှောက်ဖြတ်တန်းသူတွေကိုခွင့်ပြုထားကြောင်းလည်းသိရပါဗျ။ဒီရပိုင်းမေဆိုင်ချောင်းရီကတော့စိုးရိမ်ရေမှတ်ထက်ကျော်လွန်ပြီးတော့နောက်တရက်အတွင်းသုံးပေကံမြင့်တက်လာနိုင်တဲ့အတွက်တာချင်းလေးမြို့နယ်အတွင်းမှာရှိတဲ့မြေကမ်းလေးနေတဲ့သူတွေမြေနေပိုင်းနေတဲ့သူတွေအနေနဲ့အထူးသတိပြုနေထိုင်ကြဖို့မလို့သားနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကသတိပေးထုတ်ပြန်ထားပါရရှင်။ ဆက်လက်ပြီးတော့ရန်ကင်းမြို့နယ်မှာအမျိုးသမီးငယ်တအူးကိုရေစာဟောင်းဖြစ်တဲ့သူကဓာတ်နဲ့ကိုကြက်ထိုးလို့ကုသမှုခံယူနေရတဲ့အကြောင်းဖော်ပြပေးပါမယ်။ ရန်ကုန်မြို့နယ်မှာအမျိုးသမီးငယ်တအူကိုရေစာဟောင်းဖြစ်တဲ့သူကဓာတ်နဲ့ကိုကြက်ထုတ်လို့ကုသမှုခံယူနေကြောင်းသိရပါဗျ။ဖြစ်စဉ်ကတော့မေလ29ရက်ညပိုင်းမှာရေစာဟောင်းဖြစ်သူဖြိုဟင်းတက်ဆိုတဲ့သူကစကားပြောဖို့ချိန်ဆလာကြောင်းအဆိုပါအမျိုးသမီးငယ်ကတွားရောက်တွေ့ဆုံခဲ့တဲ့ကြောင်းဒီနောက်မှာတော့အဆိုပါရေစာဟောင်းကဓာတ်နဲ့ထုတ်ခဲ့တာဖြစ်တဲ့ကြောင်းကျိုးတော်ခံရတဲ့အမျိုးသမီးရဲ့တငယ်ချင်းဖြစ်သူကလူမှုကွန်ရက်မှာရေးသားထားပါဗျ။ကျမရဲ့ရေစာဟောင်းဖြစ်သူဖြိုဟင်းတက်ကခဏထွက်လာခဲ့ငါတို့စကားပြောရအောင်ဆိုပြီးလှမ်းခေါ်ခဲ့တယ်။ကျမကလည်းလူပြတ်တဲ့ညာဘက်အချင်းတစ်ခုကိုပြဿနာရှာမှာဆိုတာကြောင့်စီတီမတ်လိုလူများတဲ့နေရာကို ထွက်လာခဲ့လိုက်တယ်။အဲဒီနောက်စီတီမတ်ကိုနှစ်ယောက်အတူတူသွားပြီးတော့ကျမတို့ကျမကိုသူ့ရဲ့အလုံမှာပင်ပန်းတဲ့အကြောင်းကောင်မလေးနဲ့အဆင်မပြေကြောင်းလေးပြောလာပါဗျ။ပြောရင်းနဲ့ညာ9နာရီလဲထိုးတော့မှမလို့ကျမလည်းပြန်တော့မယ်ဆိုပြီးထွက်လာခဲ့တဲ့အချိန်သူကအနောက်ကလိုက်လာခဲ့တယ်။လမ်းမှာကျမကမိုးချုံနေလို့ပြန်တော့မယ်လို့ပြောခဲ့ပေမဲ့လည်းခဏလေး9မိနစ်ပဲစကားပြောချင်လို့ဆိုပြီးလိုက်လာခဲ့တယ်။ဘယ်လိုပဲဖြစ်ဖြစ်အသက်အန္တရာယ်ထိခိုက်တာလောက်ထိတော့မလုပ်လောက်ဘူးလို့ကျမလည်းထင်ခဲ့တာပါ။ရန်ကင်းက ကျမရဲ့လက်ရှိနေထိုင်တဲ့တငယ်ချင်းအိမ်ရှိတဲ့ရက်ကွက်ကလုံချင်းအိမ်ခြံဝန်းလေးနဲ့လူလဲတိတ်ဆိတ်ပြီးလမ်းမှာလူပြတ်တာမလို့မမောင်ခင်ကျမလည်းမြင်မြန်အိမ်ပြန်ဖို့ပဲစိတ်လို့နေခဲ့ပါဗျ။လူပြတ်တဲ့လမ်းကြားလမ်းနာလေးရောက်တော့ ဒီနေရာလူပြက်လာပါ냐မေးပြီးတော့ကျမကိုအနောက်ကနေဖက်ပြီးဓာတ်နဲ့စပြီးထိုးလိုက်တယ်။ကျမမအော်နိုင်အောင်ပါဇက်ကိုပိတ်ပြီးတော့လက်ပင်းနဲ့ဗိုက်တွေကိုဆက်တိုက်ဓာတ်နဲ့ထိုးတယ်။ကျမလည်းဆက်တိုက်ထိုးခံရတာကြောင့်မျက်လုံးတွေပြာထွက်ပြီးလမ်းကြားပြီးနံရံဘက်ကိုကတ်လိုက်ကထိုင်ကြလိုက်တယ်။ပြီးတော့သူကကျမကိုဆက်တိုက်ချင်းချောက်ပြီးလက်ပင်းကိုလည်းဓာတ်နဲ့ရွေးတယ်။ဖုန်းကဖလက်လိုက်ကိုလည်းတွေ့ခဲ့တာမလို့ recording လုပ်နေတာလား။ ဘာလားတေချာမသိခဲ့ပါဘူးကျမရဲ့ပါဇက်ကိုဆက်တိုက်ပိတ်ထားခဲ့ပြီးတော့နှထင်းအပေါ်နာဦးကောင်းနေရာကိုဓာတ်နဲ့ဆက်ထိုးလိုက်တယ်အဲ့ဒါပြီးတော့ကျမဘက်ကအချိန်ချင်းတောင်းပန်တဲ့အချိန်မှာသူကနားမထောင်ပဲနဲ့ဓာတ်ကိုတစ်ချက်ပေးချပြီးဖုံးကင်နေတဲ့အချိန်အလစ်မှာကျမကဓာတ်ကိုလူပြီးတစ်ဖက်ကိုလွှင့်ပြလိုက်တယ်သူကကြသွားတဲ့ဓာတ်ကိုပြန်ကောက်နေတဲ့အချိန်မှာကျမကသတိပြန်ကပ်ပြီးဘေးနားကျနေတဲ့ကျမရဲ့ဖုံးကိုအမြန်ကောက်ကင်ပြီးထပြေးတော့တာပါပဲကျမနေတဲ့အင်ချံဝဲတကားကိုတငယ်ချင်းကဖွင့်ထားတာကြောင့်ကန်ကောင်းစွာနဲ့ပဲအသက်ရှင်နေတာပါပြောရရင်သူကကျမကိုအသေး တက်ဖို့ကြံစည်ခဲ့တာပါ။ကျမတတိရှိသေးလို့သာလွတ်လာတာပါလို့ကျွန်တော်ခံရတဲ့အမျိုးသမီးဖြစ်သူကပြောကြားခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့အားကောင်းသောလေပြင်းအားနဲ့ရောင်းအသည့်ပြချက်ငါကကြီးငါ2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်မေလ24ရက်နေ့မှာတော့ထုတ်ပြန်ချက်ရအားကောင်းတော်လေပြီအားနဲ့ရောင်းအခြင်းတွေအားဒီနေ့မြန်မာစံတော်ချိန်17:00ခွဲချိန်တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အနောက်လေပိုင်း၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအန်တာပရာဒေ့ပြည်နယ်မြောက်ပိုင်းကမ်းခြေနီးပါးဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြင်းအားနဲ့ရင်ဝဝက်မတ်လိုပရက်ရှာအေရီးယားကဆက်လက်တည်ရှိပါရယ်အဆိုပါအားကောင်းသောလေပြင်းအားနဲ့ရင်ဝကတော့လာမယ့်82နှစ်အတွင်းမှာတော့အိန္ဒိယနိုင်ငံကန်ယူရန်နဲ့အပြိုင်မြောက်အရှေ့မြောက်ဘက်ကိုဖြင်းညင်းစွာဆက်လက်ရွေးချယ်နိုင်ကပုံမအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါရယ် အဆိုပါအားကောင်းတော်လက်ပြီးအားနဲ့ရောင်ရဲ့အရှင်ကြောင့်ဖြစ်ပေါ်လာတဲ့အားကောင်းတော်အမှုပြတ်တဲ့တိန်နေကြောင်၎င်းအရှိလေဝေထိုင်းနေကြောင်၎င်းမုတ်တုံလီဆက်လက်ဝင်ရောက်နေမှုကြောင်၎င်းဒီနေ့ကစလို့၄ရက်၆လ2025အတွင်းမှာတော့ဒီပြည်လုံးမှာနေရာစိတ်စိတ်ကနေနေရာနှံ့ပြမိုးထစ်ကြုံရွာသွန်းကနေရာကွက်ပြီးမိုးကြီးတာဒေသလိုက်မိုးကြီးတာလျက်စီးလက်တာမိုးချိန်တာမိုးတိကျတာမိုးကြိုးပြတာနဲ့မိုးသက်လေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပါရယ်။